င်္ဂလာပါပရိသတ်ကြီးခုတင်ဆက်ပေးချင်တာကတော့အရှက်ကြောင့်မဲစွာဟန်ဆောင်ကောင်းကြတဲ့အနုပညာလောကသားတွေရဲ့အကြောင်းပါမတ်လအတွင်းလူစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ hip hop အမျိုးသမီး rapper ဆိုတော့သူဘော်ဘီဆော့ဆာကနာမည်တက်ပြီးပြောပိုင်ခွင့်ရှိလို့ရေးဆက်တီးဆိုလိုက်ပေမဲ့တက်ဆိုင်သူအပေါင်းကတော့မဖုံးနိုင်မဖိနိုင်တော့ပဲတရားဝင်ဝင်ခံခဲ့ရပါတယ်2025ခုနှစ်မတ်လအနှစ်ရမှာဘော်ဘီဆော့ဆာကနာမည်တက်ပြီးပြောပိုင်ခွင့်ရှိတဲ့ချင်းအသင်းကို Facebook YouTube မှာတပြိုင်နက်တင်ခဲ့ပြီးတဲ့နောက် မနေ့ပိုင်းတွင်ကြည့်ရှုသူမီလီယံချီရခဲ့တာ၃ရက်အတွင်း Facebook အကောင့်မှာကြည့်ရှုသူ၁၂တန်း YouTube အကောင့်မှာ၉သိန်းနီးပါးအထိရရှိခဲ့ပါတယ်။ Hip Hop လောကရဲ့စံပြဆုံးတွဲဖြစ်ခဲ့လမ်းပိုင်းနဲ့ပေါ်ပြီးစောစားတို့လမ်းခွဲပြတ်ဆဲမှုဖြစ်စဉ်နောက်ကွယ်မှာနန်းစွေရီဆိုကတရားခံမဟုတ်ခဲ့ပဲနော်ဖော့အထားရဲ့လူမှုရေးစီးမဆောင်ထိမှုအပါအဝင်ချစ်သူမင်းကလေးပေါ်လမ်းပိုင်းတစ္ဆာတရားဖောက်ပြမှုတွေကြောင့်နမက်တပိပြောပိုင်ခွင့်ရှိစွာတချင်ကတိတာစွာထင်ရှားစေခဲ့ပါတယ်။ ဝမ်ပိုင်နဲ့နော်ဖော့ရဲ့ဓာတ်တို့ကအရင်ကဒန်ဒါရီဇလန်အတွက်မှာပါဝင်တယုတ်ဆောင်ရမှာလုပ်ငန်းကွင်ပြင်ပမှာပါတယုတ်ဆောင်ပြပြင်လွန်ခဲ့ကြပုံပေါ်ပါတယ်အချိန်ကာလအပိုင်းခြားတစ်ခုစီအထိဖုံးပြနိုင်ကြပါမိမော်ဘီဆော့ဆာတချင်းအစ်ထွက်ချိန်မှာတော့နတ်မေတက်ပြီးပြောပိုင်ခွင့်မရှိဆိုတဲ့ချင်းအသေးပဲကအချက်သူနှူးကြတစိမ့်တယောက်ကအကွက်ကြကြဝင်ရောက်လာပုံကိုပညာသားပါပါထည့်သွင်းရေးသားသည့်ဆိုထားဖြစ်ပါတယ်။ပရိသတ်တွေကတော့ကနအုံးမှာလွှမ်းပိုင်တဲ့လက်ရှိကျိတ်ပုံတွဲခုံနေတဲ့နန်းစုရည်ဆိုးကိုစနိုက်ကျော်သူဖြစ်ထင်မြင်ခဲ့ကြပြီးတော့မှဝေဖန်ရှုတ်ချခဲ့ကြတာပါ။ ဒီဖြစ်စဉ်မှာလွှမ်းပိုင်ကစနိုက်ကျော်သူအမျိုးသမီးကလက်ရှိရည်စားမဟုတ်ကြောင်းတပ်တွေပြခြင်းကြောင်းအကြောင်းပြချက်တစ်ခုရေးပေးက၎င်းနဲ့လူငွေဖော်ပြခဲ့သူကရုပ်ရှင်သရုပ်ဆောင်တော်ဖော်အထားတာဖြစ်ကြောင်းကိုအနမ်းပေးနေတဲ့ရုပ်သံဖိုင်ကပြန့်နှံ့လာခဲ့ပါတယ်။စနိုက်ကျော်မှာရုပ်ရှင်သရုပ်ဆောင်တော်ဖော်အထားကိုလည်းဝေဖန်ဆဲဆိုရှုံချခဲ့ရုံသာမကကိုရိုင်းလည်းပါဝင်ပတ်သက်ကျူးလွန်ခဲ့သူ73နှစ်နီးပါးတိစောက်ခဲ့တဲ့ relationship အပေါ်မှာတက်စာပေါက်ပြန်ခဲ့တဲ့လွှမ်းပိုင်ကိုလည်းလူအများကရွှေရှာဆက်ဆုပ်ကြပြီးတော့ ဆယ်စုနှစ်ချီအမျိုးသားတအုပ်ကိုသာယုံကြည်ပေးဆက်ခဲ့ရတဲ့ဘော်ဘီဆော့ဆာရဲ့အတွက်အနောက်ဆုံးရလက်ကသစ္စာဖောက်ခံရခြင်းအတွက်ဂီတအနုပညာလောကအပါဝင်သူမရဲ့ပရိသတ်တွေကတော့ဂရုဏာပိုတက်လျက်ရှိပါတယ်။လူရှင်သယုတ်ဆောင်နော်ဖော့အေတာကနော်ဖော့ရဲ့မစင်စားမစင်ခြင်းမဲမှားခဲ့တဲ့အမားကရင်တင်ကန်းစာတွေလည်းအများကြီးရခဲ့ပြီးမို့လို့ရှစ်ဆက်အကောင်းဆုံးစူးစမ်းနေထိုင်နေပါတယ်။နော်ဖော့ရှစ်ဆက်ပြီးအများကြီးစူးစမ်းတော့မှာပါဂရီပေးပါတယ်လို့နော်ဖော့ကလည်းအခုလိုရေးခဲ့ပါတယ်။နော်ဖော့ချစ်တဲ့နော်ဖော့ရဲ့ပရိသတ်တွေတောက်လျှောက်ပို့တဲ့ အားပေးစာလေးအကြောင်းနော်ဖောမှန်တကယ်ကိုအင်အားဖြစ်စေခွန်အားဖြစ်စေခဲ့ပါတယ်။နော်ဖောရဲ့ပရိသတ်တွေကိုစိတ်ပူစေခဲ့မိတဲ့အတွက်လည်းနော်ဖောအရင်စိတ်မကောင်းဖြစ်ခဲ့ရတဲ့အတွက်ဒီစာလေးကိုရေးတာပါ။မစင်းစားမစင်ကျင်မှားခဲ့တဲ့အမကနေသင်ခန်းစာတွေရခဲ့ပြီးမို့ရှစ်ဆက်အကောင်းဆုံးကြိုးစားနေပါတယ်။ဒီကာလအပိုင်းအခြားတွေကြော်ပြီးခဲ့ပြီးတော့အခုလိုနော်ဖောကိုကိုကိုပို့ချစ်တက်လာခဲ့ပါပြီ။ပိုကောင်းတဲ့လူသားဖြစ်အောင်ကြိုးစားနေတဲ့အချိန်မှာနော်ဖောရဲ့အနာမှာချစ်တဲ့ဖန်တွေနော်ဖောတက်မိုးထားပြီးတော့ နော်ဖွဲတံမိုးကိုမြင့်မောင်းလူလာတဲ့သူတွေနဲ့နော်ဖွဲရှေ့ဆက်ပြီးအများကြီးကြိုးစားသွားမှာပါလို့ပရိသတ်ကြီးကိုဂရီပေးပါတယ်။နော်ဖောကိုချစ်တဲ့ပရိသတ်တွေအားလုံးကိုအမြဲရင်နှင်းကနေနဲ့ရှင်ရှင်ကျေးဇူးတင်နေပါပါဆိုပြီးရေးသားခဲ့ပါတယ်။ဒီလိုဖြစ်စဉ်တွေကအမှုပညာလောကသားတွေတက်ကထမင်းစာရေးတောက်လို့ဖြစ်နေပါပြီ။အမှုပညာသမားတွေကအမှုပညာသမားတွေကနောက်ွယ်မှာလိမ့်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာအဆရှိရဲ့ပတ်သက်မှုပြဿနာတွေဘယ်လိုပဲရှိနေကြပါစေလူများရှိမှမှာတော့အရေးအပြုံးမပြတ်နေနိုင်ကြတာကတော့ တကယ်ကိုအံ့ဩစရာပါပဲเนาะပရိသတ်ကြီးအတွက်အမျှဝေပေးလိုက်ပါတယ်ရှင်အခုတင်ဆက်ပေးမှာကတော့မကြခင်ထွက်တော့မဲ့ Aspara တခြင်းကမဖြစ်နိုင်တော့တဲ့အခြေအရေအကြောင်းခန်းစားသည့်ဆိုထားရဲ့အကြောင်းရင်ဖွင့်လာတဲ့လေမော်သည့်ချက်သူပါတယောက်ဆောင်ချက်ချော့ပိုင်မှုနဲ့ဆိုရော်လေမော်သည့်တို့အတွက်ကတော့ချက်သူတက်တန်အချိန်တော်ကြာမှလမ်းခွဲပြက်ဆိတ်ခဲ့တာပါမြောင်သားကတော့လိုင်းမော်မှာဖုံထအောင်မနေတတ်တဲ့အတွေ့အလေးဖြစ်ပါတယ်မြောင်သားကအမှုပညာနဲ့ပဲကိုစီမာနေရတနည်းအားရအောင်ကြိုးစားခဲ့ကြသူတွေဖြစ်ပေမဲ့အလိုက်မော်တက်ပြီးခရက်ထတတ်သူတွေတော့မဟုတ်ပါဘူးနော် င်းယောက်သားကချစ်သူတွေဖြစ်နေပြီဆိုတာကိုတော့မှမကြသေးခင်အချိန်ကမှထုတ်ပြောခဲ့တာပါကြော်ကြော်ပိုင်မှုနဲ့လီမွန်သီးတို့အတွက်ကတော့အသက်အရွယ်တစ်ခုရောက်လာပြီးမို့အပြော့ချက်တာထက်တယောက်ကိုတယောက်လက်ထပ်ဖို့ရည်ရွယ်ပြီးချစ်ခဲ့ပြီးမြင့်နိုင်များတဲ့ပြဿနာတွေကြောင့်လမ်းခွဲခဲ့ပါပြီမကြသေးခင်ကလမ်းခွဲပြဆဲလိုက်ပြီးဆိုပြီးတရားဝင်ထုတ်ပြောလာပြီးမြင့်တယောက်ကိုတယောက်နဲ့နာစီမဲ့အရာတွေအတုံးနှုံးနေမတုံနှုံမဲမဲအေးအေးဆစ်ဆစ်ပဲလမ်းခွဲခဲ့ကြပါရယ်သူနှစ်ယောက်ကတော့တယောက်နဲ့တယောက်ဖောက်ပြန်လို့လမ်းခွဲတာမျိုးမဟုတ်ပဲအနာကက်အတွက်တွေးတောနေတဲ့နေရာမှာတယောက်နဲ့တယောက် ညှိနှိုင်းများလို့ပြန်ဆဲခဲ့ကြလည်းဖြစ်ပါတယ်။လေမွန်တီကမင်းကလေးလည်းဖြစ်သလိုတမိကြီးတယောက်လည်းဖြစ်ကြမို့ငွေကြီးနဲ့ပတ်သက်ရင်ပူပင်သားရရှိလို့အလုပ်တွေစူးစမ်းနေပေမဲ့ကောင်းလေးဖြစ်သူကပေါ့ပေါ့ပါပါဖြစ်နေရမို့ညှိမြခဲ့ကြပဲဖြစ်ပါတယ်။ကြောကြောပိုင်မှုကတော့ဥပညာလောကမှာတယောက်ဆောင်တယောက်အနေနဲ့စကားရရိုက်ခုခဲ့ပေမဲ့အခုချိန်မှာတော့ရောင်းဝါးပါပဲမိသားစုလုံးအတွက် live လွှင့်ပြီးဈေးရောက်တာရှိပေမဲ့တိုးတက်မဲ့အရာနဲ့ပတ်သက်ပြီးလောက်ကင်တာမရှိပဲအေးအေးဆေးဆေးနေနိုင်သူတယောက်ပဲဖြစ်ပါတယ် သူ့ရဲ့အေးဆေးတယ်အဲ့ဒီအချက်ကိုပဲလင်မော်ဒီကမကြိုက်ခဲ့တာပါလင်မော်ဒီကတော့နှစ်ယောက်အတူတူစူးစမ်းပြီးပြည့်ပြည့်စုံတဲ့ချက်သူဘဝကနေပြီးတော့မိသားစုဘဝကိုတည်ထောင်ခြင်းပေမဲ့အတွေ့အကြုံမတူတဲ့ချက်သူကိုပြောမရတဲ့အဆုံးမှာလုံခွဲပြက်စေးခဲ့ပါတယ်နှစ်ယောက်သားကတော့တယောက်ကိုတယောက်ချစ်နေသေးပေမဲ့မဖြစ်နိုင်တဲ့အခြေအနေမျိုးတယောက်ကိုတယောက်ခေါ်ပြောမလုပ်တော့သလိုအနှောက်ယှက်မပေးပဲအေးဆေးဖြတ်တန်းနေခဲ့ကြတာပါလေမော်ဒီကလည်းအသေးခွဲထင်ရတွေကိုကုစားဖို့အလုပ်တွေကိုနှိမ်အားညမအားလုပ်နေသလိုချော့ချော့ပိုင်မှုကလည်းအသေးခွဲထင်ရကိုကုစားဖို့တချင်းတစ်ပုတ်ဒီဆိုလိုက်ပြီးပဲဖြစ်ပါတယ် ။ကြောကြောပိုင်မှုကတော့ချစ်သူကိုသူ့ဘက်ကစပြီးပြန်ခေါ်ဖို့အစီအစဉ်မရှိသလိုအနောက်ဆက်ပေးခြင်းနဲ့စိတ်လည်းမရှိပေမယ့်သူ့ရဲ့ခံစားချက်နဲ့သူ့ရဲ့အချစ်တွေကိုတချင်းတစ်ပုံအနေနဲ့ပုံဖော်ဖန်တီးလိုက်တာပါ။ချစ်ရနဲ့လမ်းခွဲလိုက်ရတဲ့သူ့ရဲ့အချစ်ကို expire ဖြစ်သွားတယ်ဆိုပြီးသတ်မှတ်ထားတယ်ဆိုတာကိုပြည်သက်တည်အောင်ထုတ်ပြောလာခဲ့တာပါ။ကြောကြောပိုင်မှုကတော့ခေါင်းစဉ်ကိုတော်တော်စဉ်းစားတတ်တယ်လို့ဆိုရမှာပါပဲနော်။ဘသူကိုမှမထိခိုက်မဲ့နာမည်မျိုးကိုရွေးပြီးပေးခဲ့သလိုသူပေးလိုက်တဲ့နာမည်ကလည်းပြည်သက်တွေအတွက်အသက်ဆန်းဖြစ်နေပါအသေးချပါပဲ။ ဘသူမှမအမှားမရှိဘူးဆိုပြီးတော့ဘသူမှကြောင့်မှလမ်းခွဲခဲ့တာမဟုတ်သလိုတယောက်ကိုတယောက်မချစ်လို့လည်းမဟုတ်ပဲဒိတ်လွန်သွားလို့သုံးမရတော့လို့သူ့ရဲ့အချစ်ကိုတချင်းစာသားရဲ့အနေနဲ့ဖန်တီးတည်ဆိုထားရလဲဖြစ်ပါတယ်ကြောက်ကြောက်ပိုင်မှုကသူ့ရဲ့ခန်းစားချက်တွေကိုထည့်သွင်းပြီး expire တချင်းကိုတည်ဆိုလိုက်ပေမယ့်အဲ့ဒီတချင်းကသူ့တယောက်တည်းအတွက်မဟုတ်ပဲခန်းစားချက်တူတဲ့လူငယ်တွေအတွက်အဖြစ်ချင်းတူတဲ့လူအားလုံးအတွက်အရည်ရွယ်ပြီးတည်ဆိုထားဖြစ်ပါတယ်ကြောက်ကြောက်ပိုင်မှုကတော့ခန်းစားချက်တွေကိုတချင်းအဖြစ်တည်ဆိုထားသလိုပဲ သူနဲ့လိမ်မော်သည်ရဲ့အချက်ကဒိတ်လွန်သွားပြီးမှဘလို့မှမဖြစ်နိုင်တော့ဘူးဆိုတာကိုပရိသတ်တွေအပြင်ချက်သူဟောင်းကိုပါသိအောင်ထုတ်ပြောလာတာဖြစ်ပါတယ်။ပရိသတ်လေးတို့ထင်မှာရောအချက်တဲ့အောင်နေတဲ့သူတွေရှိကြလား။ရှိရဆိုရင်တော့ comment မှာရေးသွားပေးခဲ့ပါအောင်တော့ပရိသတ်ကြီး။အခုတင်ဆက်ပေးချင်တာကတော့ချိန်တဲ့ချင်းရဲ့လက်ဦးစရာဖြစ်တဲ့ခင်မွန်းကကောင်းတယ်လို့မှတ်ချက်ပေးလို့ပြောရပါတယ်ဆိုတဲ့ရွှေမွန်ရည်ဒီပါ။ပရိသတ်ကြီးပရိသတ်ချစ်ခင်မများစွာရရှိထားတဲ့အကယ်ဒမီမင်းသမီးရွှေမုံရည်ရဲ့တခြင်းဖြစ်တဲ့ chain music video တခြင်းရဲ့လက်ဦးစရာဖြစ်တဲ့ခင်မွန်ကကောင်းတယ်လို့မှတ်ချက်ပေးလို့ပြောရပါတယ်လို့ယင်ဖွင့်လာပါတယ်။ chain ကတခြင်းတက်ကလေးဖြစ်တော့တေးရီကတော့ကိုရွှေထူးပါပဲ။အရာအလုံးကိုသူ့ပဲတေးချာစီစဉ်ပေးချာပါ။သူကတေးချာ range တွေလုပ်ပြီးတဲ့ကိုကောင်းကောင်းတင်ပြပေးလို့ပရိသတ်တွေလည်းသဘောကျကြတာပါ။ဒီတခြင်းလေးကိုချက်ပေးလို့ရန်ကျေစုတင်ပါတယ်။သူကတခြင်းနဲ့ပတ်သက်ပြီးတင်ပြရင်တော့နည်းနည်းစီကံကြည့်ရဲ့ဆရာတွေမှာပါတယ်။လုံးဝတခြင်းနဲ့ပတ်သက်ရင်အမှားမခံပါဘူး။အချိန်တခုပေါ့နော်အနည်းဆုံးမနေ့6နိုင်ကနေ ညနေ၈နာရီလောက်ထိတဲကတရက်အချိန်ပေးရတယ်အတန်နေတန်နာက mood ကအစာပေါ့နော်ဒီနေ့အတန်သွင်းနေမကြိုက်ဘူးဆိုရင်နောက်ရက်ထပ်အတန်သွင်းနေအတန်ကိုမကြိုက်မချင်းတန်သွင်းရတယ်ကိုရွှေထုကိုယ်တိုင်လည်းတချင်းတစ်ပုတ်လုံးကိုဖန်ပြီးထားတာဆိုတော့လေလို့ Academy ရှင်မုံရတီကပြောပါတယ်အဆိုပါတချင်းကိုခင်မုံဖြစ်သူတေးရေးကိုရွှေထုကိုယ်တိုင်ရေးသားပေးပြီးတော့ fit အနေနဲ့ရှင်မုံရတီကတည်ဆူထားတာပါရှင်မယတီကိုတချင်းနဲ့ပတ်သက်ပြီးတော့ရှင်သူကအတံမသွင်းခင်လေးချက်မှုတွေကိုတပတ်လောက်အချိန်ပေးတင် जा လေးချင်းခဲ့တယ်လို့ဆိုပါရယ် ဒါအပြင်အချိန်ရရင်ရသလိုပြိသက်တွေအတွက်ရွှေနဲ့ရွှေကတချင်းသစ်တွေထပ်မံထွက်ရှိဖို့ပြင်ဆင်နေတယ်လို့ဆိုပါရယ်။တဲတီဆိုထားတဲ့တချင်းကိုကောင်းတယ်လို့မှတ်ချက်ပေးရင်တော့ဝမ်းသာပါပေါ့။သူကတချင်းနဲ့ပတ်သက်ရင်တော့တဲရဲ့အလဦးစရာပါပဲ။တိုးတက်လာတဲ့ကောင်းတယ်ဆိုရင်ဝမ်းသာရတယ်။အဓိကကတော့သူအားပေးလို့လည်းအဲ့ဒီတချင်းကိုအမှတ်တရဖြစ်အောင်ဆိုပြတာပါ။တဲကတော့အစရောတော့မဟုတ်ပေမဲ့တဲတချင်းကိုကြိုက်ပြီးလို့ပြောမိပါရယ်လို့သူမကဆက်ပြောပါရယ်။ချီရပြိသက်ကြီးတို့အမျှဝေတင်ဆက်ပြလိုက်ပါရယ်နော်။ အခုလူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sally Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။